တခါတော့ကတိုင်းပြည်တစ်ခုမှာဘရင်ကြီးတပါအုပ်ချုပ်ခဲ့ပါတယ်။သူ့နန်းတော်အနီးတဝိုက်တောအုပ်ထဲမှာတော့အစွမ်းထက်တဲ့မော်ဆရာတို့ဦးနေထိုင်ပါတယ်။မော်ဆရာဟာသူ့ရဲ့မော်ပညာတွေကိုမကောင်းမှုအတွက်အတုံးချလေးရှိပြီးဘရင်ကြီးရဲ့တိုင်းပြည်ကိုလိုချင်နေခဲ့ပါတယ်။ဒီနေ့မှာဘရင်ကြီးရဲ့ဥယျာဉ်ထဲကိုလက်ပလုံးနဲ့နတ်သမီးလေးတပါရောက်လာပါတယ်။နတ်သမီးလေးဟာအပင်တွေကိုစိမ့်လန့်အောင်ပန်းတွေကိုပွင့်အောင်စောင့်ရှောက်နေရင်လူသားတွေရဲ့လောဘဒေါသတွေကိုမြင်တွေ့ခဲ့ရပါတယ်။ဘရင်ကြီးကနတ်သမီးလေးကိုမြင်တော့အလွန်ချစ်ခင်နှစ်သက်ပြီးနန်းတော်မှာအတူနေဖို့ဖိတ်ခေါ်ပါတယ်။ နတ်သမီးလေးဟာဘယင်ကြီးရဲ့စိတ်ထားကောင်းမှုကိုသိတဲ့အတွက်လက်ခံခဲ့ပါတယ်။ဒါကိုသိတဲ့မော်ဆရာကမနာလိုဝင်လို့ဖြစ်ပြီးနတ်သမီးကိုဖြက်စီးဖို့ကြံစီပါတော့တယ်။သူဟာအစိတ်ပြင်းတဲ့မော်ပညာနဲ့ဖန်ဆင်းထားတဲ့ပန်းတပွင့်ကိုဘယင်ကြီးစီလက်ဆောင်ဖြစ်ပုတ်ခိုင်းလိုက်ပါတယ်။ဘယင်ကြီးကပန်းကိုနတ်သမီးလေးကိုပေးလိုက်ချိန်မှာပဲ။ပန်းကနေမိခိုးငွေတွေထွက်လာပြီးနတ်သမီးလေးကိုအမောင်ဖုံးငယ်မော်ပညာနဲ့ဖမ်းဆီးပြီးမော်ဆရာရဲ့ရဲတိုက်ထဲကိုခေါ်ဆောင်သွားရတဲ့ဘယင်ကြီးဟာဝမ်းနည်းပူဆွေးပြီးမော်ဆရာရဲ့လက်ထဲကနေနတ်သမီးလေးကိုကယ်တင်ဖို့ကြိုးစားပါတော့တယ် ူဟာစစ်တီတော်တွေနဲ့တွားရောက်တိုက်ခိုက်ပေမဲ့မော်ဆရာရဲ့မော်ပညာတွေကြောင့်မအောင်မြင်ခဲ့ပါဘူး။နောက်ဆုံးတော့ဖယင်ကြီးဟာစစ်ပြက်အားငယ်စွာနဲ့နတ်သမီးလေးနဲ့အတူရှိတုန်းကနတ်သမီးလေးတင်ပေးခဲ့ဘူးတဲ့တဘာဝတရားနဲ့ပေါင်းစည်းခြင်းဆိုတဲ့ရိုးရှင်းတဲ့တက်ပညာတစ်ခုကိုတတိယမိပါတယ်။ အဲ့ဒီထဲမှာအချစ်တစ္ဆာနဲ့စိတ်ထားကောင်းခြင်းတို့ဟာမော်ပညာထက်စွမ်းထက်တယ်ဆိုတာဘရင်ကြီးကတိလိုက်ပါတယ်ဘရင်ကြီးဟာစစ်အင်အားကိုအသုံးမပြုတော့ဘဲတူမာဝတ်ထားတဲ့အင်ဂျီကိုချွတ်ထားပြီးတာမန်လူတယောက်လိုဝတ်ပြီးမော်ဆရာရဲ့ရဲတိုက်စီတယောက်ထဲထွက်ခွာခဲ့ပါတယ်ရဲတိုက်နားရောက်တော့ဘရင်ကြီးဟာနှစ်သမီးလေးကိုချစ်တဲ့တိုင်းသူပြည်သားတွေကိုတနာတဲ့သူ့ရဲ့မေတ္တာစွမ်းအားကိုအသုံးပြုပြီးရဲတိုက်တကားကိုဖွင့်ပေးဖို့တောင်းဆိုပါတယ်မော်ဆရာကတော့ဘရင်ကြီးကိုလောင်ပြောင်ပြီးပင့်ကူအိမ်တွေမိတောက်တွေနဲ့တိုက်ခိုက်ဖို့လုပ်ပါတယ် အဲ့ဒီအချိန်မှာနတ်သမီးလေးဟာဘုရင်ကြီးရဲ့စိတ်ထားဖြူစင်တဲ့မေတ္တာတရားကြောင့်သူ့ရဲ့မော်စွမ်းတွေပြန်လည်ရရှိလာပြီးရဲတပ်ရဲ့ပြင်ဘက်ကိုတောက်ပတ်တဲ့အလင်းနှံတစ်ခုပို့လွှတ်နိုင်ခဲ့ပါတယ်။အဲ့ဒီအလင်းနှံဟာဘုရင်ကြီးစီကိုရောက်သွားပြီးဘုရင်ကြီးရဲ့မေတ္တာနဲ့ပေါင်းဆက်လိုက်တဲ့အခါစကြဝဠာကြီးတစ်ခုလုံးကိုလွှမ်းခြုံနိုင်တဲ့အလင်းနှံဖြစ်ပေါ်လာခဲ့ပါတယ်။ဒီအလင်းနှံကိုမြင်တွေ့လိုက်ရတဲ့မော်ဆရာဟာသူ့လုပ်ခဲ့တဲ့မကောင်းမှုတွေအတွက်နောင်တရပြီးသူ့ရဲ့မော်ပညာတွေပြောက်ကွယ်သွားခဲ့ပါတယ်။ ရဲတိုက်ကြီးဟာလည်းပြိုကျသွားပြီးနတ်သမီးလေးဟာဘုရင်ကြီးနဲ့နတ်သမီးလေးတို့ဟာပျော်ရွှင်စွာနဲ့လက်ထပ်ပြီးတိုင်းပြည်ကိုစိတ်ကောင်းထားမေတ္တာတရားနဲ့အုပ်ချုပ်ခဲ့ကြပါတယ်။သူတို့ရဲ့တိုင်းပြည်ဟာအမှောင်မော်ပညာမစိုးရိမ်ရတဲ့ပျော်ရွှင်ချမ်းမြေ့တဲ့နေရာဖြစ်လာခဲ့ပါတော့တယ်။မော်ဆရာဟာမကောင်းတဲ့စိတ်နဲ့ဒီလိုဖြစ်သွားတာဘယင်ကြီးဟာကောင်းမွန်တဲ့စိတ်ထားနဲ့မေတ္တာတရားကိုနတ်သမီးကိုကယ်နိုင်ခဲ့ပါတယ်။ဘလောက်ပဲအစွမ်းထက်တဲ့မော်ပညာတွေရှိပါစေမေတ္တာတရားရဲ့အစွမ်းနဲ့စိတ်ထားကောင်းခြင်းကသာအရာရာကိုအနိုင်ယူပြီးစစ်မှန်တဲ့ပျော်ရွှင်မှုကိုရရှိနိုင်ပါတယ်။